就锐度。 တရားမျှတမှုအတွက်အမျိုးသမီးများဖက်တကူချင်းဟာ 1995ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာအိန္ဒိယနိုင်ငံမြို့ဒေလီမြို့မှာစတင်ဖွဲ့စည်းခဲ့တဲ့ဖွဲ့စည်းဖြစ်ပါတယ်။အဲလာမယ့်2025ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာကျွန်တော်တို့ဒီည30ပြည့်တော်မှာဖြစ်ပါတယ်။စတင်ပေါ်ပေါက်လာပုံကတော့ကျွန်တော်တို့ဒီရှစ်လေးလုံးရေးတော်ပုံကနေပြီးတော့ကျွန်မဒီဒီမိုကရေစီရေလှုပ်ရှားခဲ့ကြတဲ့ဒီအမျိုးသမီးတွေတဲကနေပြီးတော့အိန္ဒိယမြန်မာနယ်စပ်ကိုရောက်ရှိလာတဲ့ဒီအမျိုးသမီးတွေတဲကမှအမျိုးသမီး3ဦးကနေပြီးတော့ကျွန်မ အချင်းချင်းအမျိုးသမီးဖွဲ့စည်းရှိဖြစ်နေဆိုပြီးတော့ကျွန်မကျွန်တော်တို့ဒါစပြီးတော့ကျွန်မဟိုဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်ပေါ့မြန်မာနိုင်ငံအမျိုးသမီးညနဲ့ခွင့်ရင်းများဆိုင်ရာအဖွဲ့ WWAB ဆိုပြီးတော့ကျွန်မအအညီပေးပြီးတော့ကျွန်မဖွဲ့စည်းခဲ့ကြတာဖြစ်တယ်ပေါ့နော် WG အဖွဲ့စည်းဟာခွန်အရေးကိုအခြေခံတဲ့အဖွဲ့စည်းဖြစ်ပါတယ်အဖွဲ့အစည်းမှာမြို့သူမဆိုအမျိုးသမီး session နဲ့အထက်အားလုံးစိတ်ဝင်စားပြီးပါဝင်လို့ရပါတယ် အာအဖွဲ့မှာဝင်ပြီဆိုရင်တော့ဒါလိုက်နိုင်ရမယ့်စီမီစီကန့်နေမူဝါဒတွေလည်းရှိပါတယ်။အာကျမတို့အဖွဲ့စီမှာဆိုရင်နှစ်နှစ်တကြိမ်ညီလာခံရင်ပါလေးရှိပါတယ်။ညီလာခံမှာဆိုတယောက်လာတဲ့ကိုယ်စီမံရေးကအာဘဝလုံးမှုဆောင်ကော်မတီဝင်အာစီမံကောက်ခွဲမှုတွေကိုလျှက်ဝက်မဲ့စဖြစ်မဲပေးလျက်ရှိပါတယ်။ကျမတို့ WJ ဖွဲ့စည်းမှာဆိုလို့ရှိရင်လုပ်ငန်းစဉ်၃ခုနဲ့ဌာနတစ်ခုရှိပါတယ်။က လုပ်ငန်းစဉ်အသုံးပြုမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီငင်းချင်းနဲ့ပြန်လဲတင်မြှင့်ရေးလုပ်ငန်းစဉ်နဲ့အမျိုးသမီးနိုင်ငံရေးစွန့်ရင်မြင့်တင်ရေးလုပ်ငန်းစဉ်နဲ့ဒီအမျိုးသမီးများပေါ်စံဖတ်မှုစန့်ကျင်ရေးလုပ်ငန်းစဉ်ဆိုပြီးတော့ကျွန်တော်တို့လုပ်ငန်းစဉ်အသုံးပြုရှိတယ်ပေါ့နော်ဌာနကတော့ကျွန်တော်တို့သတင်းနဲ့သုတေသနဌာနဖြစ်ပါတယ်ဒါမြန်မာပြည်မှာဝင်ပြီးနောက်ပိုင်းမှာဆိုတော့ဒါအမှု300ကျော်ကျွန်တော်တို့ကူညီနိုင်ခဲ့တယ်ကျွန်တော်တို့နှစ်တည်ဆွေးနွေးပေးချင်နေလုပ်ခဲ့တယ်အဲ့ဒီအဲမှာမှာကျွန်တော်တို့အမှု90ကတရားရေးကိုတွားနိုင်တယ်ပေါ့နော်အဓိကဒီတရားရင်ဆိုင်နိုင်ခဲ့တယ်အဲ့ဒီအဲမှာမှာ ဆယ်ကကျမတို့တရားမျှတယူတာကျမတို့ရခဲ့တယ်ပြီးလို့ရှိရင်ကျမတို့ဒေတာမှာဆိုတော့ဒါအကြံဖက်မှုတွေကအင်မတန်များတဲ့ဒေတာဖြစ်တဲ့အဲ့မှာဆိုရင်ဒါလိမ်ပန်းဆိုင်ရာအကြံဖက်မှုကြောင့်ပေါ့နော်ဒါမရင်းကျင့်မှုတွေကြောင့်ဒီမလိုလာအပ်တဲ့ကိုဝင်ဆောင်မှုတွေရှိတယ်။ဒါကျမတို့ကလေးတွေဆိုဆယ်ဦးပေါ့နော်။ကျမတို့ကလေးတွေအဖွဲ့အစည်းအနေနဲ့ကျမတို့ဝေးနိုင်ခဲ့တာတွေလည်းဒါကျမတို့အောင်မြင်စွာပေါ့နော်။လုပ်ပေးနိုင်ခဲ့ပါတယ်။ ုနကကျွန်တော်တို့ပြောပြသလိုပဲဒီအသိပညာဆွေးနွေးပွဲတွေကျွန်တော်တို့လုပ်တဲ့အချိန်မှာပေါ့နော်ဒီအလူဥကြီး8000ကျော်ပေါ့နော်ဒါဟိုကျွန်တော်တို့အာကျွန်တော်တို့အသိပညာဆွေးနွေးပွဲတွေကတွားရောက်လာနေပေါ့နော်ပြီးလို့ရှိရင်လည်းဒါကျွန်တော်တို့နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်တဲ့အချိန်မှာအမျိုးသမီးတွေကဒါကျွန်တော်တို့လူငယ်ခေါင်းဆောင်ပေါ့နော်ဒါ30ထက်မနည်းကျွန်တော်တို့ဝေးထုတ်နိုင်ခဲ့တယ်အဲ့ဒီ30တွေကဒီကျွန်တော်တို့အဖွဲ့အစည်းတွေမှာပေါ့နော်အလုပ်တွေလည်းဒါပြန်လာလို့ဒါဖြစ်ပါတယ်အာပြီးလို့ရှိရင်ဒါ emergency response ပေါ့နော်အရေးပေါ်ကာလအတိတ်ကဒီ covid ကာလမှာ ဆိုတော့ကျမတို့ covid တယောက်တည်းပေါ့နော်ဒီစားနေရေးခါတယ်အာအိမ်ထောင်စု9000ကျော်ပေါ့နော်ဒါကျမတို့ပံ့ပိုးပေးနိုင်ခဲ့တယ်လိုအပ်တဲ့စေဝါတွေဒီကာကွယ်ရေးပစ္စည်းတွေပေါ့နော်ဌာနဆိုင်ရာတွေမှာကျမတို့ပံ့ပိုးနိုင်ခဲ့တယ်ဒီ covid center တွေနဲ့ပေါ့နော်ဒါကျမတို့အမြောင်များစွာတော့ကျမတို့ပံ့ပိုးပေးနိုင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ WJ ရုံကတော့စကိုင်းတိုင်းနဲ့ချင်းပြည်နယ်အတွင်းမှာအဓိကလှုပ်ရှားဆောင်ရွက်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ရှင်။ကျွန်တော်လှုပ်ရှားမှုတစ်ချက်မှာဆိုရင်ဒီတိုင်းစနစ်ကထားမှုအကူအညီတွေကိုကျွန်တော်တို့တောက်လျှောက် ပေးတိုင်ခဲ့တယ်ပေါ့နော်အဲ့ပေးမိမွေးအောင်ပါဆိုရင်ကျွန်တော်အခြေခံဆန္ဒရိက္ခာတွေစေဝါတွေကျွန်တော်အခြေခံလူသုံးခုပစ္စည်းတွေကျွန်တော်တို့ပေးနိုင်ခဲ့ပါတယ်အဲ့လိုမျိုးပေးမိမှုကြောင့်မို့လို့တို့ရရဲ့ကျွန်တော်တို့လိုအပ်ချက်တွေကျွန်တော်တို့အဆင်ပြေလာတယ်ပေါ့နော်ပြီးတော့မှတို့ရရဲ့မြင့်တဲ့သူကဒီအခက်ခဲတွေကြောင့်မို့လို့တို့ရရဲ့စိတ်ဖိစီးမှုတွေလည်းရောကြလာပါတယ်ပြီးတော့မှကျွန်တော်တို့ဒီရဲ့ရွာလူထူရဲ့ယုံကြည်တာကိုမှုလည်းကျွန်တော်တို့ပို့ပြီးတော့မှရရှိလာပါတယ်ပြီးတော့မှကျွန်တော်တို့ဒီအခက်ခဲဆင့်ခုံမှုပေါင်းများစွာပေါ့နော်အဲဒီလူကြုံရေးခက်ခဲစတွေရေးခက်ခဲရန်ခီးခဲပေါင်းများစွာနေပြီးတော့မှကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်တွေစီမံချက်တွေကျွန်တော်တို့ရဲ့လှုပ်ဆောင်မှု တွေကိုဆက်လက်ပြီးတော့မှအကောင့်ထဲပေါ်ဆောင်ရွက်နေပါတယ်ရှင်ကျမတို့အမှုအကိစ္စတွေကိုလိုက်ပြီးတော့စုံစမ်းတဲ့အခါမှာဆိုလို့ရှိရင်လေဒီကျူးလွန်တဲ့သူဘက်ကပေါ့နော်ကျမတို့ကိုရံမူတာတွေနောက်ဟိုတချို့နေရာတွေဆိုကျမတို့ဓာတ်နဲ့တောင်လိုက်ခံရတဲ့အနေအထားတွေပေါ့နော်ဒီစိန်ခေါ်ချက်တွေကိုလည်းအများကြီးကျမတို့ကြုံတွေ့ခဲ့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ2021 အလွန်ကာလပေါ့နော်ကျွန်တော်တို့ဒီအာနာသိမ့်မှုတွေဖြစ်ပြီးတဲ့အချိန်မှာကျွန်တော်တို့တွေဆိုလို့ရှင်လက်တာကိုယ့်ရဲ့ data မှာဒီလူလူဆန်ဟိုလူလူဆန်နာပြမှုတွေမှာကျွန်တော်တို့ဥစားဥရွေးနဲ့ပါဝင်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးပါဝင်ခဲ့ရခါနေပြီးတော့ကျွန်မကျွန်တော်တို့တွေဒီထွက်ပြေးတိမ်းရှောင်ရတဲ့အိမ်ကြီးချင်းနိုင်ငံတွေကိုထွက်ပြေးတိမ်းရှောင်ရတဲ့အနေအထားတွေလည်းကျွန်တော်တို့မှာကြုံတွေ့ခဲ့ရတယ်ပေါ့နော်အဲ့လိုမျိုးထွက်ပြေးတိမ်းရှောင်ရတဲ့အခါမှာဆိုလို့ရှင်လက်ကျွန်တော်တွေကတာမန်ပြည်သူတွေတွာလာတဲ့နမ်းမျိုးကိုကျွန်တော်တို့တွာလို့မရဘူးပေါ့နော်ကျွန်တော်တို့တွေကိုဖန်ဝန်းထုတ်ထားတဲ့အခါမှာကျွန်တော်တို့တွေကတကယ်တော်တဲ့တောင်းတွေကနေပြီး ကျမတို့ခက်ခဲကြမ်းတမ်းစွာနဲ့ကျမဆိုလို့ရှိရင်ကလေးတစ်ဖက်နဲ့ပေါ့နော်အဲ့လိုမျိုးတွေနဲ့ကျမတို့ဒါကိုယ့်ရဲ့အသက်လုံခြုံရေးအတွက်ကိုကျမတို့တွာလာခဲရရဲပေါ့နော်ဖြတ်တန်းခဲရတဲ့အနေအထားတွေရှိရဲဒီ2021မှာကျမတို့ကစိန်ခေါ်မှုလို့ပြောတဲ့အခါမှာမပြောမဖြစ်ကျမတို့အတွက်ကဆုံရှုံမှုကြီးပေါ့နော်ကျမတို့အခွင့်အရေးအတွက်ကြီးမားတဲ့ဆုံရှုံမှုတစ်ခုကိုလည်းကျမတို့ကြုံတွေ့ခဲ့ရတယ်ပေါ့နော်ကျမတို့ဒေတာပေါ့နော်ဒီကလေးတဟန်းခံတက်မှာကျမတို့ဒီကျမတို့ရဲ့ဒီစီမံခန့်ခွဲမှုကော်မတီဝင်လဲဖြစ်တဲ့ တဲ့နောက်ဒါရိုက်တာအဖွဲ့ဝင်တယောက်လည်းဖြစ်တဲ့ပေါ့နော် ကျွန်တော်တို့ဒီမတ်ကြုံမထက်မီပေါ့နော်ဆိုတော့အများကတော့ကျွန်တော်တို့အာခုလို့ခေါ်ကြရဲဆိုတော့အာခုကိုဒီစစ်ကောင်စီကနေ ပြီးတော့ဂျမပစ်လိုက်တဲ့ကြီချောင်းလို့ကျွန်တော်တို့အာခုကဆိုလို့ရှိရင်ဒါအသက်ဘေးခဲ့ရတယ်ပေါ့နော်အဲ့ဒီဟာကလည်းကျွန်တော်တို့ဖက်စီအတွက်ကြီးမာတဲ့ဆုံးရှုံးမှုနဲ့စိန်ခေါ်ချက်ကြီးဖြစ်ပါတယ်လို့ကျမတို့ WJ ဖွဲ့ရဲ့အာနာတိန်မီနောက်အစိမ့်ခုံမျိုးတက်ရှိခဲ့ပါတယ်ကျမတို့အာနာတိန်မီနောက်ပိုင်းမှာကျမတို့အဖွဲ့ ဂိုင်ဒါတရက်ကိုလည်းကျွန်တော်ဆုံးရှုံးခဲ့ရတယ်ကျွန်တော်ရုံးဝင်တန်းနေနေလည်း905ကကြီးပြီးဖောင်ရန်ထုတ်ခံထားရတယ်ပေါ့နော်ကျွန်တော်905ကကြီးနဲ့ဖောင်ရန်ထုတ်ခံထားရတဲ့အတွက်ပေါ့နော်ရုံးဝင်တန်းနေနေမကြခင်မှာတိတ်ဆောင်ရတာတွေ work for home လုပ်ရတာတွေလုပ်ငန်းစဉ်တွေကို online ကနေတစင်အကောင့်နဲ့ပေါ်ရတဲ့ကျွန်တော်များစွာခက်ခဲဖြစ်ရပါတယ်ရှင်အာကျမတို့အဖွဲ့ကအဖွဲ့ချုပ်နဲ့ဘလိုမျိုးချိတ်ဆက်ဆောင်ရွက်မှုတွေလုပ်လဲဆိုတော့အဖွဲ့ချုပ်ဘက်ကပေါ့နော်ကျမတို့ကိုအာပံ့ပိုးမှုတွေနည်းပညာရပံ့ပိုးမှုတွေလည်းရှိတယ်ပြီးလို့ရှိရင်ကျမတို့အာလိုအပ်တဲ့ အာရင်ပုံကြီးတော်လကောင်းပေါ့နော်လိုအပ်တဲ့ချိတ်ဆစ်ပေးတဲ့ဟာတွေပေါ့နော်အလူရှင်တွေနဲ့တော်လကောင်းမဟာမိတ်နဲ့တော်လကောင်းပေါ့နော်အလူမီဒီမှာလက်တာပါပြေကျော်ပါများများစွာပြပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဖွဲ့နေတဲ့ဘလူမျိုး uh human resource တွေပြန်လည်ပတ်ဖို့ပြီးလဲဆိုတော့ဒါကျွန်တော်တို့အာဒီအတွင်းဘုတ်ခွဲတွေလေပေါ့နော်ကျွန်တော်တို့ခေါင်းဆောင်တွေကအာလှုပ်လာခဲ့တာရှိတယ်။အာပြီးရင် program program တွေမှာပေါ့နော် coordinator တွေလည်းဒါလှုပ်လာခဲ့တာရှိတယ်။အာပြီးလို့ရှိရင်ဒါကျွန်တော်တို့ဒီ advocacy team တို့လောက်ကောင်ဒါ peace mission team တို့လောက်ကောင်ပေါ့နော်အဲ့ဒီမှာလည်းဒါဆစ်ဆက်ပြပြပေါ့နော်ပါဝင်လာခဲ့တယ်။ပြီးလို့ရှိရင်ဒါ ား policy board member ဘောเนาะအဲ့ဒီဒီမှာဆိုရင်ကျွန်တော်တို့အာပါဝင်ခဲ့တာရှိပါတယ် select ဒီမှာ university ပါဝင်တာဖြစ်ပါတယ်အာပြီးလို့ရှိရင်ကျွန်တော်တို့လှုပ်ရှားမှုတွေတော်တော်ကောင်းပါเนาะအပွဲချုပ်ကအာ nuclear policy မှာလှုပ်ရှားမှုတွေလုပ်တတ်တာတွေလည်းရှိရပေါ့เนาะအဲ့ဒီဒီမှာဆိုရင်ကျွန်တော်တို့လှုပ်ရှားမှုတွေအနေနဲ့ပူပေါင်းဆောင်ရွက်မှုတွေရှိတယ်ဒီ policy အနေနဲ့ကတော့ပေါ့เนาะတိတိကျကျတော့ကျွန်တော်တို့ပူပေါင်းပါဝင်မှုတွေအာ အများကြီးလုပ်ခဲ့တာရှိပါတယ်ပေါ့ WRWAB ဖွဲ့စည်းဟာပေါ့နော်ကျမတို့ဒီအခုတော့ WG လို့ခေါ်ကြတာပေါ့လေဒီအဖွဲ့စည်းရဆိုလို့ရှိရင်ကျမတို့ဒီအမျိုးသမီးများဖွဲ့ချုပ်မြန်မာနိုင်ငံ WLB စတင်ပေါ်ပေါက်ဖို့အတွက်လည်းအားကျုံးမှန်တဲ့နဲ့အများကြီးစူးစမ်းခဲ့ကြတဲ့ဖွဲ့စည်းဖြစ်တဲ့ဆိုတော့ဒီ WLB ကိုစတင်ဖွဲ့စည်းခဲ့တဲ့ ဟိုဖွဲ့စည်းချိန်မှာလည်းပါဝင်ခဲ့တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်နဲ့ပေါ့နော်တနည်းအားဖြင့်ပြောရလို့ရှင် founding member လည်းဖြစ်တယ်ပေါ့ဆိုတော့ WLB ကိုဘယ်လောက်ထိအောင်ကျွန်တော်တို့မြုံလင့်တယ်လဲဆိုလို့ရှိရင်အဲ WLB စတဲ့ပေါ်ပေါက်ကိုအတွက်ကိုဒီတိုင်းရင်းသားအခြေပြုတဲ့အမျိုးသမီးဖွဲ့စည်းတွေနဲ့ကျွန်တော်တို့ဒီ အာနေရာဒေတာအတိအသီးမှာရှိနေတဲ့အမျိုးသမီးတွေကိုစုစုံပြီးတော့ကျမဟိုအဖွဲ့အစည်းတစ်ခုအဖွဲ့ချုပ်တစ်ခုအနေနဲ့ဖြစ်လာဖို့အတွက်ကိုအများကြီးစူးစမ်းခဲ့ကြတယ်ပေါ့နော်အဲ့ဒီအထဲမှာဆိုလို့ရှိရင်လည်းကျမတို့ရဲ့ခေါင်းဆောင်တွေ WG ရဲ့ခေါင်းဆောင်တွေလည်းအများကြီးစူးစမ်းဆောင်ရွက်ခဲ့တာတွေကိုကျမတို့သိရပါတယ်ပေါ့